โอเคအဲ့တော့ပထမဦးဆုံးအနေနဲ့လွေတလူလူနဲ့နိုင်ဖို့တော်တော်လေးခက်သွားနိုင်ခြေရှိတဲ့ Bronica ရဲ့ပွဲစဉ်တုံးတက်ချက်အကြောင်းလေးကနေပြီးတော့မှဆားလိုက်ချင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီပွဲချူတုံးတက်ချက်လေးမပြုတ်လောက်ခင်မှာဆိုရင်တော့ဒါ Fighter နှစ်ဦးစလုံးရဲ့ဒီနောက်ခံတမိုင်းအကြောင်းလေးကိုဒါအနေအချင်းလေးပြည့်သက်တွေသိရှိတော့အောင်မိတ်ဆက်ပေးချင်ပါတယ်အဲ့တော့ဒါလေးတွေကျွန်တော်မိတ်ဆက်ပေးပြီးသွားတဲ့နောက်ပိုင်းမှာဆိုရင်တော့ဒါ Fighter နှစ်ဦးစလုံးရဲ့ဒီစွမ်းဆောင်ရည်တွေ ပါဝါတွေတက်လုံးတွေဒီမာဂုံတွေကိုကျွန်တော်အနိုင်ရှင်ပေးသွားမှာဖြစ်ပါလေအဲ့တော့နောက်ဆုံးအနေနဲ့ဒီ fighter နှစ်ဦးကျွန်တော်ဒီမနက်ပြန်ပွဲမှာရှင်ပြန်ထိုးတက်တဲ့ချိန်ကျရင်ဒါဘဒူကအနိုင်ရရှိသွားနိုင်ချိန်များတယ်လေပေါ့နော်နောက်ပြီးတော့မှကျွန်တော်ဒီမနက်ပြန်ပွဲအတွက် bronica အနေနဲ့ဘယ်အပိုင်းတွေကိုကျွန်တော်အထူးသတိပြုပြင်ဆင်ထားရမှာလဲပေါ့နော်ဒါဘယ်လိုမျိုးပုံစံမျိုးနဲ့ပွဲကိုဒါချင်းကက်သွားတင်တယ်လေပေါ့နော်သူအနေနဲ့ဒါအထူးသတိပြုရမယ့်အပိုင်းတွေဒီကိုပါကျွန်တော်ထည့်သွင်းပြီးတော့မှပြောဆိုပြီးတော့မှဖြစ်ပါလေအဲ့တော့ကျွန်တော်တို့ဆက်လိုက်အောင်ဗျ အဲ့တော့ bronica ကတော့ဒါအရက်9ပီနဲ့9လက်မရှိတယ်ပေါ့နော်အသက်ကတော့20နှစ်ရှိနေမှာ1 championship မှာကတော့သူ့အနေနဲ့ဒါပွဲဥထက်တပွဲရှင်ပြန်ထူးတက်ပြီးတော့မှဒါဒီအမတ်အဆုံးဖြစ်နေဒါရှုံးနေထားတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့တစ်ပတ်ကဒီ junior fighter ကတော့ဒါအရက်မောမှာ9ပီနဲ့9လက်မရှိတယ်ဒါ bronica ထက်ကျွန်တော်တို့3 cm လောက်ပုတ်နေတယ်ပေါ့နော်ဒါအသက်ကတော့ဒါ16နှစ်ပဲရှိသေးတယ်အဲ့တော့1 championship မှာကတော့သူ့အနေနဲ့ဒါလုံးဝရှုံးပွဲမရှိထားသေးပါဘူးဒါလက်ရှိအချိန်ထိသူ့အနေနဲ့ဒါ9ပွဲအထိဒါရှင်ပြန်ထူးတက်ထားပြီးတော့မှဒါ9ပွဲစလုံးကိုဒါအနိုင်ရယူထားတယ်ပေါ့နော် ဲ့တော့ကျွန်တော်တို့အနေနဲ့ဒီခုနှစ်ပွဲလုံးအနိုင်ရရှိထားတဲ့မှတ်တမ်းကိုဒါအသေးစိတ်ကြည့်ရှုမယ်ဆိုရင်တော့ဒီခုနှစ်ပွဲမှာဆိုရင်တော့သူ့အနေနဲ့ဒါ6ပွဲအထိကိုဒိုင်အဆုံးဖြစ်နေဒါအနိုင်ရရှိထားတာတွေ့ပြီးတော့မှတပွဲကိုဒါဒါလဲထူထားတာတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီမှတ်တမ်းကိုကြည့်ရှုခြင်းအပြင်ဒါ Junior Fighter ဆိုတဲ့ Bronica ရဲ့ဒါပြန်ဖက် Time Fighter ကဒါအလဲထူ Power ဘိုင်းမှာဒါတော်တော်လေးအားနည်းတယ်ဆိုတာကိုကျွန်တော်သိမြင်နိုင်တာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီပွဲတစ်ပွဲမှာရှင်ပြိုင်ထူးတက်တော့မဲ့အချိန်ကြရင်ပေါ့နော်ဒါအလဲထူ Power ရှိတဲ့ Fighter နဲ့ဒါ အလဲထိုးပါဝါမရှိတဲ့ fighter နှစ်မျိုးရှိတယ်လို့ဒါနောက်ထပ်ကျွန်တော်တမျိုးကကျတော့ဒီ decision fighter ဆိုပြီးတော့မှရှိတယ်ပေါ့နော်အဲ့တော့ဒီ decision fighter တွေကပြောမယ်ဆိုတော့ဒါဒီပွဲတစ်ပွဲအတွက်အနိုင်ရှုံးနဲ့ပတ်သက်ပြီးတော့မှဒါသူတို့ကိုတော်တော်လေးမန်ရခက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီလို decision မျိုးနဲ့အနိုင်ရယူတတ်တဲ့ fighter တွေတော်တော်များများမှာအတချက်တစ်ခုရှိတာကဒါသူတို့အနေနဲ့ဒီအမှတ်ရယူတဲ့အပိုင်းမှာဒါတော်တော်လေးဒါတာကြလိုက်ပေါ့နော်ဒါအမားတွေကိုတတ်နိုင်ဆုံးကျွန်တော်တို့ဒီအနည်းဆုံးကျွန်တော်ပြုလုပ်တတ်ပြီးတော့မှဒါပြန်ဖက်တွေကိုဒါထိချက်တတ်တာနဲ့ ဒီအမတ်ပိုင်းမှာကျွန်တော်တို့တစ်ဖက်ကပြိုင်ဖက်တွေထက်ကျွန်တော်တို့ပိုပြီးတောင်းဒါရှင်ပြိုင်ပြီးတော့မှဒါကစားတွားနိုင်တဲ့အခြေချမျိုးရှိနေတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ဒါဘရော်နီကာနဲ့ရှင်ပြိုင်ထူးတက်တွားမဲ့ဒါဂျူနီယာဖက်တက်စ်ကလည်းဒါထူနီးတူပဲဗျဒါသူအနေနဲ့ဒီ1 championship မှာကျွန်တော်ခုနှစ်ပွဲစလုံးထိုးတက်ထားတဲ့ပွဲစဉ်အသေးစိတ်ကိုကျွန်တော်တွားပြီးလေ့လာကြည့်မယ်ဆိုတော့ပြိုင်ဖက်တွေကိုဒါ teacher တတာနဲ့ကျွန်တော်တက်ပေါက်ကောင်းကောင်းနဲ့ပေါ့နော်ဒါတက်လုံကောင်းကောင်းနဲ့ဒါအနိုင်ရယူထားတာတွေ့ရတယ် ါအားနေချက်ဆိုလို့သူ့ရဲ့ဒီအလဲထိုးပါဝါတော့ပဲပြောလို့ရတယ်ပေါ့နော်ဒါဒီတခြားတော့ကျွန်တော်ဒီစွမ်းဆောင်ရည်အပိုင်းနဲ့ဒီတက်လုံမာကုံပိုင်းမှာတော့ဒါတော်တော်လေးကောင်းနေတာမျိုးတွေဒါတွေ့ရတယ်ပေါ့နော် Okay ဒါဆိုရင် factor နဲ့ဦးစလုံးရဲ့ fighting စွမ်းဆောင်ရည်ကိုနိုင်ရှင်ကြည့်လိုက်အောင်ပါအဲ့တော့ကျွန်တော်တို့အနေနဲ့ဒီ fighting စွမ်းဆောင်ရည်ကိုနိုင်ရှင်ဖို့အတွက်ဆိုရင်တော့ဒါ factor နဲ့ဦးစလုံးရဲ့အရင်ကရှင်ပြန်ထုတ်တက်ထားခဲ့တဲ့ပွဲစဉ်တွေကိုကြည့်ရှုထားဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ကတော့ဒီ ship video မှာဒါ Pronica ရော Junior Fighter ရောတို့အနေနဲ့ဒါပွဲစဉ်ထုတ်တက်ထားခဲ့တဲ့ ပွဲစဉ်ကောင်းတွေနဲ့တူတာပွဲသူ၃ချက်လေးတာအနေငယ်လေးညက်ပြီးတော့မှဒါပွဲစဉ်တွေကိုဒါတင်ဆက်ပြီးထားတယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ပရိသတ်တွေထဲမှာဒါတို့ရဲ့အရင်တော့ကရှင်ပြန်ထုတ်တထားခဲ့တဲ့ပွဲစဉ်တွေကိုမကြည့်ရသေးဘူးဆိုရင်တော့ကျွန်တော် description မှာဒါ link လေးချထားပေးပါမယ်အဲ့ဒီမှာဝင်ရောက်ကြည့်ရှုနိုင်တယ်ပေါ့။အဲ့တော့ကျွန်တော်တို့ပွဲစဉ်လေးတွေကိုဒါကြည့်ပြီးသွားတဲ့နောက်ပိုင်းမှာဆိုရင်တော့ဒါဘရုကဒီ fighting ဆွမ်းဆောင်ပြီးပေါ့မှာပို့ပြီးတော့မှကောင်းနေတယ်လေဆိုတာကိုဒါသိမြင်နိုင်မှာဖြစ်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်အနေနဲ့ကတော့ ဒီ fighting ဆွမ်းဆောင်ရရဆိုတော့ bronica အနေနဲ့ junior fighter ထက်ကျွန်တော်အနည်းငယ်လေးဒီတာတဲ့အနေထားမျိုးရှိတယ်ပေါ့နော်။ဒါအထူးသဖြင့်ပြောရမယ်ဆိုတော့ bronica ရဲ့ဒီအလဲထိုး power နဲ့သူ့ရဲ့ဒီ body movement ပေါ့နော်။သူ့ရဲ့ပြောမယ်ဆိုတော့ဒါ footwork ဒီကစားပုံဒီမှာကဒါအလုံးခြုံလိုက်မယ်ဆိုတော့ bronica ကဒီအပိုင်းဒီမှာဒါဒီပူတာနေတယ်ပေါ့နော်။အဲ့တော့ junior fighter ကလည်း fighting ဆွမ်းဆောင်ရရမကောင်းဘူးလားလို့ပြောမယ်ဆိုတော့ဒါကောင်းတယ်။သူ့ရဲ့ဒီကောင်းတဲ့ပုံစံကဒါ bronica နဲ့တော့မတူဘူးပေါ့နော်။ ဲ့တော့ဘရော်နီကာကောင်းတဲ့ပုံစံကသာ footwork ကောင်းကောင်းနဲ့ဒီအဝင်ထွက်ဒါမှန်မှန်ပုံစံမျိုးနဲ့ဒါကစားနေတဲ့အနေအထားမျိုးရှိတယ်အဲ့တော့ junior fetter ကသူ့အနေနဲ့ဒီအဝင်ထွက်တော့တိတ်မကစားဘူးဒါတီတီငင်ငင်နဲ့ဒီပြောမယ်ဆိုတော့ဒီ dress ဆက်ကျွန်တော်တို့ရှိတိုးပြီးတော့မှဒါတိုက်စစ်စင်ပြီးတော့မှဒါကစားတဲ့အနေအထားမျိုးရှိတယ်ပေါ့နော်သူကအဲ့လိုမျိုးဒီတိုက်စစ်စင်ပြီးတော့မှကစားတဲ့အချိန်မှာဆိုရင်လေဒီ counter တွေကိုဒါအတက်မှန်ဆုံးကျွန်တော်ရှောင်ပြီးတော့မှဒါကစားနိုင်တာမျိုးကိုလည်းဒါတွေ့ရတယ်ပေါ့နော် အဲ့တော့ကျွန်တော်တို့ဒီ factor နှစ်ဦးစလုံးရဲ့ဒီ power တွေတက်လုံတွေမာကုန်တွေကျွန်တော်တွားပြီးတော့မှနိုင်ရှင်ကြံလိုက်အောင်ပါဒါ power ဘိုင်းမှာကတော့ဒါမြန်မာပြည်တက်တွေအားလုံးကျွန်တော်တို့သိရှိကြမယ်လို့ယုံကြည်တယ်ပေါ့နော်ဒါဘွေးစင်တွေကျွန်တော်တို့ဒီ time fight မှာထိုးတက်ခဲ့တဲ့ bronica ရဲ့ဘွေးစင်တော်တော်များများနဲ့ဒီ junior factor 1 championship မှာထိုးတက်ခဲ့တဲ့ဒါဘွေးစင်တွေတွားပြီးတော့မှနိုင်ရှင်ကြံလိုက်မယ်ဆိုတော့ဒါဘွေးရလက်အရဆိုတော့ဒါ bronica ကဒါအလဲထိုးနဲ့နိုင်တဲ့ဘွေးတွေကဒါများတယ်လို့လည်းပြောလို့ရတယ်ပေါ့နော်ဒီလိုကြောင့်မို့ကျွန်တော်တို့ ဒါ Bronica ကဒီအလဲထိုးနိုင်တဲ့အပိုင်းမှာဒါ Junior Fitness ထက်ကျွန်တော်တို့ဒါတာတယ်လို့ဒါပြောလို့ရတယ်အဲ့တော့တက်လုံပိုင်းမှာကတော့ဒီ Junior Fitness ကဒါတာသွားနိုင်ကြီးရှိတယ်ပေါ့နော်နံပါတ်1အချက်ပြောရမယ်ဆိုတော့ Junior Fitness ကဒါအသက်ရွယ်ရဒါ Bronica ထက်ဒါတော်တော်လေးငယ်တာပါတယ်သူအနေနဲ့19နှစ်ပဲရှိသေးတယ်ပေါ့နော်အဲ့တော့ဒီတစ်ချက်နဲ့နံပါတ်1တစ်ချက်ကတော့သူ့အနေနဲ့ဒါ1 championship ပွဲစဉ်တော်တော်များများမှာဒီ decision တိုင်းအဆုံးဖြတ်ပုံစံမျိုးတိကျွန်တော်တို့ရအောင်ထိုးတက်ခဲ့တဲ့ပွဲက တို့6ပွဲအထိတော့မှသာရှိထားခဲ့တယ်ပေါ့နော်အဲ့တော့ပွဲအတွေ့အကြုံနဲ့ဒါသူ့ရဲ့ဒီပွဲထူးတက်ထားတဲ့ရလဒ်တွေကိုကျွန်တော်တွားပြီးကြည့်မယ်ဆိုရင်တော့တက်လုံကောင်းမှန်းကျွန်တော်သိမြင်နိုင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီပွဲဗီဒီယိုမှာဆိုပြောဆိုထားခဲ့တာရှိတယ်ပေါ့နော်ဒါဂျူနီယာဖက်တက်ရဲ့ဒါထူးတက်ပေါက်ကအနေထားကြည့်မယ်ဆိုရင်တော့ဒါမောပန်းတလူလူဒီပုံစံရကြည့်မယ်ဆိုရင်တော့တိတ်ပြီးတော့မှကောင်တာပြန်ပြီးမလိုက်နိုင်တဲ့ပုံစံမျိုးတွေကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒါကပြောမယ်ဆိုရင်သူ့ရဲ့ဒီ ပုံစံအနေထားကားလိုမျိုးဖြစ်နေတာပေါ့နော်တကယ်တကယ်ကျွန်တော်သူ့ကိုတွားပြီးတော့မှအသေးစိတ်လေ့လာကြည့်မယ်ဆိုရင်ဒါအချီဆုံးတဲ့အချိန်ထိကိုအဲ့လိုပုံစံနဲ့ပဲဒါပြန်ဖက်တူကိုထိုးထိုးသွားတာပေါ့နော်ဒါမထင်မဲ့နဲ့မထင်မဲ့ထားတဲ့ဒီ jet top ချက်တွေကျွန်တော် right hook တွေကျွန်တော်ဒါပုံစံရကြည့်ရရန်ကြီးပန်းနေလို့ထင်ရပေမဲ့ကျွန်တော်အဲ့လိုထိုးချက်လေးတွေဝင်လာတက်လာမျိုးကိုလည်းဒါတွေးရတယ်ပေါ့နော်အဲ့တော့ power က bronica တာမယ်ကျွန်တော်တက်လုံကဒါ junior fetus တာမယ်ပေါ့နော်အဲ့တော့မာဂုံရပြောမယ်ဆိုတော့ဒါကျွန်တော်ရဲ့အမြင်ရတော့ ဒါ fighter နှစ်ဦးစလုံးကဒါမာကုံမြင့်တဲ့ fighter တွေဖြစ်တယ်။ဒီ fighter နှစ်ဦးလုံးကပြောမယ်ဆိုရင်ဘလောက်ပဲမာမာပေါ့နော်။ဒါတကယ်လို့ဒါတိချက်ပြင်းပြင်းနဲ့ကျွန်တော်အထီးခံရမယ်။ဒါတိချက်ကောင်းကောင်းနဲ့တိခံရမယ်ဆိုရင်တော့အဲ့ဒီအထီးနာတဲ့အချက်တွေကြောင့်ပဲဒါကိုကိုတက်လုံးကြသွားစီနိုင်တယ်ပေါ့နော်။အဲ့တော့ junior fighter ကတော့ပြောမယ်ဆိုတော့ဒါသူကပွဲစဉ်တော်တော်များများမှာဒီအမားတော်တော်လေးလှုပ်လိနေတယ်ပေါ့နော်။ဒါကြီးကြီးမားမားအမားတွေသူ့အနေနဲ့ဒါလှုပ်တာမျိုးတိတ်မတွေ့ရဘူး။ဒါ Bronica ကတော့ပြောမယ်ဆိုရင်တော့နည်းနည်းလေးပြောမယ်ဆိုရင်ဒီ aggressive စံနဲ့ ဒီတိုက်စစ်ကိုကျွန်တော်ဒီ defend လုတ်ပြီးတော့မှဒီဝင်နာမျိုးမဟုတ်ဘဲနဲ့ပေါ့နည်းနည်းလေးပြောမယ်ဆိုတော့ဒါအထူးခံအကြိတ်ခံပုံစံမျိုးနဲ့ဒါရှိတိုးပြီးတော့ဝင်လေးရှိတယ်ပေါ့နော်အဲ့တော့ဒီလိုအနေထားမျိုးမှာ fighter တော်ဦးနိုင်ရှင်ကြီးလိုက်မယ်ဆိုတော့ဒါမကုန်ပိုင်းအရာပြောမယ်ဆိုတော့ bronica အတွက်ဒါစိုးရင်ရတယ်ပေါ့နော်ဒီအတားချက်အားနည်းချက် fighter တော်ဦးစလုံးကဒါကိုစီတွေရှိတယ်ပေါ့နော်ဒီလိုကြောင့်မကျွန်တော်မာကုန်နဲ့ပတ်သက်ပြီးဒါ50 50ပဲပေးလို့ရမယ်ပေါ့နော် fighter တော်ဦးကလည်းဒါတိချက်တွေအထိခံရမယ်ဆိုရင်တော့ဒါပြောလို့တော့မရဘူးဒါတစ်ဖက်က bronica လည်းဒါ ါဝါရပြောမယ်ဆိုရင်တော့ဒါဂျူနီယာဖက်တက်ထက်လည်းကျွန်တော်တို့ကောင်းတယ်။ဒါဂျူနီယာဖက်တက်နဲ့သူရှင်ပြိုင်ထူးတက်ခဲ့တဲ့ဖိုင်တာတော်တော်များများလည်းသူလိလာကြည့်တဲ့လို့ဆိုတော့ပါဝါဘိုင်းမှာကျွန်တော်တို့ဒီဘရိုနီကာလောက်ဒီအားကောင်းတာမျိုးမတွေ့ရဘူးနော်။ဒီတွေ့ချောက်မှုလည်းဘရိုနီကာအနေနဲ့ဒါသူ့ရဲ့အားသာချက်ဖြစ်တဲ့ဒီပါဝါကိုဒါအတုံးချပြီးတော့မှဒါပြန်ဖက်ကိုကျွန်တော်တို့မာဂုံရော့တော့အောင်ပေါ့နော်မာဂုံရော့ပြီးရင်ဆိုရင်တော့ဒါအလိုလိုနေရင်းနဲ့ကျွန်တော်တက်လုံးလေးကြတော့အောင်ပေါ့နော်ဒါသူ့ရဲ့အထူးသဖြင့်ဒါကိုယ့်ရဲ့အာသာချက်ဖြစ်တဲ့ဒီပါဝါကိုကျွန်တော်ကောင်းကောင်းအတုံးချဖို့အရေးကြီးတယ်ပေါ့နော် ဒါ spin benefit တွေကတော့ဒီပွဲစဉ်မှာကျွန်တော်တိတ်ပြီးတော့မှဒါမတုံခိုင်းစေချင်ဘူးเนาะဘာကြောင့်လဲဆိုတော့ပြိုင်ဘက်ကဒါ decision factor ဖြစ်တဲ့အတွက်ကြောင့်မို့ဒါသူ့အနေနဲ့ပွဲကိုဒါတိချာကျွန်တော်ချင်းကက်ပြီးတော့မှဒါကစားသွားနိုင်တဲ့ဒီစွမ်းဆောင်ကြီးကောင်းမျိုးတွေရှိတယ်ဗောနော်အဲ့တော့ spinning perfect တုံးလိုက်လို့ကိုကတော့မထိဘူးဆိုရင်တော့ဒီ counter လေးကျွန်တော်ပြန်ပြီးတော့မှဒါစားခံရနိုင်လေရှိတယ်ဗောနော်အဲ့တော့ကျွန်တော် spinning perfect ကိုအတက်နိုင်ဆုံးဒီပွဲစဉ်မှာဒါမတုံခိုင်းစေချင်ဘူးအဲ့တော့ junior fighter ကတော့ကျွန်တော်ဒီရှေ့မှာပြောဆိုခဲ့တဲ့အတိုင်းပဲဒါသူကလည်းမာဂုံရှိတဲ့ fighter တူဦးဖြစ်တယ်လို့ ဒီတက်လုံကလည်းကျွန်တော်ကောင်းတဲ့ fighter တူဖြစ်တယ်ပေါ့နော်အဲ့တော့ bronica နေနဲ့ကျွန်တော်အာတာချက်ရှိတာဆိုလို့ဒီ power bind ပဲဒါအကူလိုရတဲ့အတာချက်တခုရှိနေပါတော့အဲ့တော့တကယ်လို့ဒီ Thainga Junior Fighter အနေနဲ့ဒါနီးကပ်ပူပြီးတော့မှရှင်ပြန်ထိုးတက်လာမယ်ဆိုရင်ဒါတောင်တွေကျွန်တော်သုံးဖို့လေရေးကြည့်တယ်ဗျအဲ့တော့ဒီချောင်းလေဒါ Thainga Junior Fighter ကလည်းဒါပြောရမယ်ဆိုတော့သူကလည်းဒါလဲထိုးပါဝါမရှိတဲ့ fighter တခုဖြစ်နေတဲ့ကြောင့်ဒီပွဲစဉ်မှာဒါနီးကပ်ပူပြီးတော့မှဒါတောင်ချက်ချက်တွေထုတ်တုံးလာနိုင်ချင်ရှိတယ်ပေါ့နော် အဲ့တော့ကိုကလည်းကျွန်တော်ပူးလာတဲ့အချိန်မှာဒါပြန်လည်းတောင်ကျွေးနေကျွေးမယ်တကယ်လို့အဲ့လိုမကျွေးဘူးဆိုရင်လည်းကျွန်တော်ဒီတတောင်ကိုအထိမခံရအောင် reach အကွာအဝေးတစ်ခုချပြီးတော့မှဒါရှင်းမယ်ကစားတော့ဖို့ရည်ကြီးတယ်ပေါ့နော် အဲ့တော့ကျွန်တော်အနေနဲ့ကတော့ Bronica ဒီအဝင်ဖက်ပုံစံမျိုးနဲ့ကျွန်တော် right hook left hook တွေဝင်ပြီးတော့ရင်ကျွန်တော်ပြန်ပြီးမှဆုတ်မယ်အဲ့လိုပုံစံမျိုးနဲ့ဒါ ठी ချက်ဒီပြန်ဖက်တဲ့ကျွန်တော်လုံးဝတာတာပုံစံမျိုးနဲ့ဒါရှင်းပြန်ကစားသွားစီချင်တယ်ပေါ့နော်တကယ်တော့ပူပြီးတော့မှကျွန်တော်သူတို့ပြန်ကိုယ်တို့ပြန်ဒါ ठी ချက်ကိုစီနေနဲ့ရှင်းပြန်ထိုးတက်သွားမယ်ဆိုတော့တကယ်တော့ Bronica က Junior Fetter ထက်ကျွန်တော် ठी ချက်ပိုင်းမှာဒါအနေငယ်ဒီတာခဲ့တယ်ဆိုရင်တော့မှဒါရှုံးနေတော့နိုင်ချင်ရှိတယ်ပေါ့နော်အဲ့တော့ ring ချမယ်ဆိုရင်တော့မှဒါကိုကလုံးဝတစ်ဖက်သက်ကျွန်တော် ठी ချက်တတာနဲ့တစ်ဖက်ကကျွန်တော် counter နေလုံးဝမထီအောင်လို့ပြောရှောင်ပြီးတော့မှဒါကစားသွားနိုင်မယ်ဆိုရင်တော့ဒါ Bronica နေနဲ့ ဒါနိုင်ရယူသွားဖို့ဒါအခွင့်အရေးများတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရမြင်ရတော့ဒီနီလန်ကဒါပရိုနီကန်ကိုဒါအနိုင်ရယူသွားနိုင်စေတဲ့ဒါနီလန်ကောင်းတစ်ခုဖြစ်တယ်အဲ့တော့ဒုတိယနီလန်ကောင်းတစ်ခုကတော့ဒါအဓိကကျွန်တော်ပူလာတဲ့အချိန်မှာဒီ right hook ပြင်းပြင်းပေါ့နော်ဒီတရောင်ပြင်းပြင်းကျွန်တော်တုံးတုံးပေးဖို့အရေးကြီးတယ်ပေါ့နော်အဲ့တော့ဒီချာနယ်မှာပြန်ဖက်ရဲ့ဒီကစားပုံဒီထားအရဆိုရင်တော့ဒါပူကက်ပြီးတော့မှဝင်လာတာမျိုးတွေရှိတယ်ပေါ့နော်ဒါအရှောင်းတိန်တွေကတော့ဒါကစားတက်တာမန်နေဆိုပြီးမဲ့လဲဒါသူ့အနေနဲ့ဒီပူပြီးတော့မှဒါကစားရတာပူပြီးတော့ ကြိုက်တဲ့အတွက်ကြောင့်ဒါဘရိုနီကာနေနဲ့ဒီ right hook ပြင်းပြင်းကျွန်တော်တို့တုံးမရတဲ့ဒါခွင့်ရည်မျိုးတွေရှိတယ်ပေါ့နော်ဒါ right hook တုံးတုံးမယ်ကျွန်တော်တို့ right air bow တွေတုံးတင်နေတုံးမယ်ပေါ့နော်အဲ့တော့ဒီလိုမှတ်တာလေးရင်ကျွန်တော်တို့ဒီ time factor ရဲ့ဒီမာဂုံကိုကျွန်တော်ဖြိုခွင်းနိုင်မှာဖြစ်တယ်ပေါ့နော် okay အဲ့တော့ကျွန်တော်အနိုင်ရှုံးနဲ့ပတ်သက်ပြီးတော့မှဒါခံမှန်းလိုက်အောင်ပါအဲ့တော့ပရိသတ်တွေအနေနဲ့ကတော့ဒီ fighter နှုတ်မှာကျွန်တော်ဘဒုကိုဒါအနိုင်ရစေချင်တယ်လေပေါ့နော်ဘဒုကအနိုင်ရရှိသွားနိုင်မယ်လို့ဒါထင်ထားတယ်လေပေါ့နော်အဲ့တော့ဒါကျွန်တော်ရဲ့တယောက်တည်းအမြင်ရဆိုရင်တော့ဒါ bronica အနေနဲ့ဒါအမှတ် အပြတ်သက်ပုံစံမျိုးနဲ့ဒါအနိုင်ရရှိသွားနိုင်ခြင်းများတယ်အဲ့တော့နှုတ်ဦးစလုံးကတော့ဒါအမှတ်နဲ့အနိုင်ရရှိသွားနိုင်ခြင်းများတယ်အဲ့တော့ Bronica ကအနိုင်ရရှိသွားနိုင်ခြင်းများဖို့အတွက်ဆိုရင်တော့ပြင်ဖက်ရဲ့ဒီကောင်တာတွေပြင်ဖက်ရဲ့ဒီထူးတက်လာမယ့်ထိချက်တွေကိုကျွန်တော်အတတ်နိုင်ဆုံးဒါအထိမခံရဘဲနဲ့ဒါကိုကကြီးမင်းဒီအဝင်ထွက်တဲ့ထိချက်တတာနဲ့ဒီရက်မောင်းတဲ့ reach အတားချက်ကိုဒါအတုံးချပြီးတော့ကစားတော်ဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီအဲ့ဒီနီလန်းနဲ့မကစားနိုင်ဘူးဆိုရင်တော့ဒါ junior factor က ဒါအမှတ်ပြတ်နဲ့ဒါမှမဟုတ်လဲ split decision နဲ့ဒါ bronicon ကိုဒါကက်ပြီးတော့မှနိုင်တော့နိုင်ချင်ရှိတယ်ပေါ့နော်